အန်ဇာခောက်ဖို့လုံးနေတဲ့ဂျိုးစကေကိုအန်ဇာရုံးတွေကိုမထီးဖို့ရိုဟန်တားလိုက်ပြီးတော့အန်ဇာရုံးတွေကိုမန်မလူနဲ့ကြီးနေပါတယ်။ဘာဘာဖြစ်လို့လဲရိုဟန်ဆန်စေ။ဘာပဲစိတ်ထင်နေရလားတော့မသိဘူး။ဒီအန်ဇာရုံးတွေကငါ့ကိုစိုက်ကြည့်နေတယ်လို့ခံစားနေရတယ်။ထားပါတော့ဆက်စော့ရအောင်။ဂျိုးစကေက2000မင်းလောက်လိုက်ပြီးတော့ဒီလောက်ဆိုရင်သဘောပေါက်ပြီမလား။အိုမန်ကြားဖို့မလို့ရိုဟန်ထက်ခနဲနဲနဲတားရင်ရပြီလို့တွေးပြီးခလောက်လိုက်ရင်မီကီတက်ကသဘောမပေါက်တာမို့လို့အိုမန်ကြီးမဲကြားနေပါတယ်။နှစ်ခေါက်ဖြစ်တဲ့အရာသုံးခေါက်ဖြစ်တဲ့တာသဘာဝပါပဲ။ရော့ရော့အိုမန်ဆိုတော့ငါးစားပေါ့။ဟုတ်တယ်နော်ကျွန်တော်တော်တော်ကန်ကောင်းနေရပဲ။ရိုဟန်ကြီးနေရမို့လို့ဂျိုးစကေကလိုက်နေတဲ့အချိန်မှာရိုဟန်ကရုတ်တရက်ကြီးဘာပြောညာမျိုးနဲ့လက်တန်းကြီးကိုဖြတ်ပလိုက်ပါတယ်။ ဲ့ဒါဘာလို့တားလဲလို့ဂျိုစကီကမေးလိုက်တဲ့အချိန်မှာရိုဟန်ကဂျိုစကီချိနေအောင်သိပြီးတော့ဘလို့ချိရဲဆိုတာမဖော်ထုတ်နိုင်ကိုကိုအခွင့်မလို့ဘူးလို့ပြောနေပါတယ်ခရစီဒိုင်မွန်နဲ့ဟီးမယ်လို့ဂျိုစကီကပြောလိုက်ရင်ပဲရိုဟန်လက်တန်းကိုဖြတ်လိုက်တာဂျိုစကီမပြေးမနဲ့ဂိမ်းကိုဆက်ဆော့နေအောင်ပါနောက်တစ်ပွဲဆော့တဲ့အချိန်မှာဂျိုစကီဘလို့ချိလဲဆိုတာရိုဟန်မဖော်ထုတ်နိုင်ခရစီဒိုင်မွန်နဲ့ဟီးဘီကနှစ်တန်းပေးမယ်ဖော်ထုတ်နိုင်ဂျိုစကီရဲ့လက်တန်းကိုယူမယ်လို့ပြောနေတဲ့အချိန်မှာကိုဘာရှီရောက်လာပါတယ်ရိုဟန်ကိုဘာရှီကိုခေါ်လိုက်တာဖြစ်ပြီးတော့ကိုဘာရှီရဲ့စတန်နဲ့ဂျိုစကီချိမချိကြည့်မှာပါဆက်ချိမလားဒီတိုင်းဆော့မလားမင်းပေါ်ပဲမူတည်ရဲ့ဂျိုစကီမတက်နိုင်အောင်အဆုံးထိချိပြီးတော့ဒီအချိန်နေရာနေရုံထွက်မှဖြစ်မယ်လို့ဂျိုစ ကတွင်းနေတဲ့အချိန်မှာရိုဟန်အန်ဇာခေါက်လိုက်ပါပြီ။ဒီကောင်မှာတော့ပုံမှန်ကနန်လေးကြီးကြာလာမှလို့မီခီတက်ကသဘောပေါက်သွားရည်လို့ဂျိုးစကီကသိသွားတာမှလို့စိတ်ပူနေရရော်သွားပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်ခောက်တော့မယ်နော်။မင်းကိုကြည့်ရတာပူလုံးကြီးကြာသွားသလိုပဲဂျိုးစကီတယောက်ကိုခိုင်းနိုင်တဲ့ခုခုကအစင်ချောချောနဲ့ပြီးသွားတဲ့ပုံပဲ။ကြောက်နေမကြောက်နဲ့ရိုဟန်မသိသေးဘူးငါဆက်ချီရမယ်။ဒါပေမဲ့ရိုဟန်အန်ဇာလုံးတွေကိုမတရားခောက်ထားတာမှလို့မီခီတက်ကမူပြီးတော့အန်နေပါပြီ။အန်ဇာလုံးတွေကိုမဖွဲ့ထားနဲ့ဂျိုးစကီမင်းငါမြင်နိုင်တဲ့နေရာကနေအန်ဇာခောက်ရမယ်။အဲ့ချိန်မှာမီတက်ကအတန်တွေကိုကြားလိုက်ပြီးတော့အော်အဆွဲအတန်တွေကိုမခံနိုင်တဲ့မီခီတက်ကအနီရောင်မှုတွေထားလာပြီးတော့ပုံစံပြောင်းပြောင်းတော့မ ာပါရိုဟန်ဂျိုစကေကိုခလောက်ခိုင်းနေပြီးတော့ဂျိုစကေကခလောက်လိုက်တဲ့အချိန်မှာအိုမိုင်းကြောက်သွားပြီးတော့ကိုဘာရှိရဲ့တော့ရလှုပ်လာမလို့ဂျိုစကေချိနေဆိုတာသိသွားကြပါတယ်ဒါပေမဲ့ရိုဟန်ဂျိုစကေဘလို့ချိနေလဲဆိုတာကိုစဉ်းစားလို့မရဖြစ်နေပါတယ်မိသက်ကားတွေရောက်လာတဲ့အချိန်မှာတော့မီကီတက်ကပိုးစိုးပဆက်တွေအန်နေပါပြီတကယ်တော့မီးလောင်နေတာရိုဟန်အိမ်ကြီးဖြစ်ပြီးတော့ရိုဟန်ထားခဲ့တဲ့မန်မလူကနေမီးဆွဲပြီးတော့မီးလောင်နေရပါအဲ့အချိန်မှာမီကီတက်ကပုံပြောင်းလာပြီးတော့ဂျိုစကေကမီကီတက်ကကိုပွေ့ပြီးပြေးတော့မဲ့အချိန်မှာရိုဟန်ကလက်ထားလိုက်တာမလို့ဂျိုစကေကခရီးတန်မွန်းနဲ့ရိုဟန်ကလက်ထဲကိုဟီးပေးလိုက်ပြီးတော့ရိုဟန်ကမပြေးနဲ့လို့អော်နေမဲ့ဂျိုစကေကတော့ပြေးပါပြီရိုဟန်နဲ့မီကီတက်ကတော့ပြေးနေရပြီးတော့ရိုဟန်ကအိမ်ကြီးလောင်ပြီးခုနှစ်တန်း ဆုံးရှုံးသွားမှာမလို့ဂျိုးစကေကိုပို့ပြီးတော့မောသွားပါပြီ။ခီရာဘုံနေတဲ့အိမ်မှာတော့ဟာယာတိုဟာအိမ်ပြန်ရောက်လာပြီးအမေကအခုတလောအလားတွေပြင်အရင်နေပျော်နေတဲ့ပုံတွေပေါက်နေမှာမလို့ဘာတွေဖြစ်သွားလဲဆိုပြီးစဉ်းစားနေပါတယ်။ဟာယာတိုဟာမိဘတွေရဲ့ခန်းမှာလိုအပ်ကင်မရာတက်ထားပြီးတော့ဖေးနဲ့မေမပူတာကြားလာပြီလို့ပြောနေပါတယ်။ဟာယာတိုဟာဖေးပါရေပြောနေတယ်လို့နားတော်ကြည့်လိုက်တဲ့အချိန်မှာခုလိုတိုင်ပဲနေရာဟီကာချီကာတာဂျိုးစကေနဲ့ခုချိုချိုရာလို့ကြောင့်မယ်လို့ပြောနေရအောင်ကြားလိုက်ရပါတယ်။နောက်နေ့မနေ့ဂျိုးစကေကကြောင်းလာတဲ့အချိန်မှာကြောင်းဝမိခီတက်ခါကိုတွေးလိုက်ရပါတယ်။အဲဒီမှာမိမိုက်တယောက်ရောက်လာပြီးတော့တားလေးကိုကြောင်းလာရပြီးတာတားလေးကသူ့ကိုယ်သူဂျိုးသားပါလို့လူတကာကိုလိုက်စနေရမလို့အတီမမတ်ဖို့ပြောနေ ိပါတယ်တကယ်တော့မိခေတာခါမိမယူသူ့သားလိုထင်သွားအောင်အုံတော့ဈေးလိုက်တာပါမြားဒီကောင်လေးကိုမဖောင်းနိုင်တဲ့ပြင်စတန်ဥစားပါဖြစ်မလားမလို့ကောင်လေးကတကယ်ပဲဂျိုးသားသားလို့ဘိုးတော်ကပြောနေပြီးတော့နောက်ထပ်လာမယ့်စတန် highway star ဂျိုးစကေးကိုတက်ပစ်လိုက်မယ်လို့ပြောနေပါတယ်အဲ့လိုနဲ့ကြောင်းစင်းသွားပြီးတော့ဂျိုးစကေးကအိမ်ပြန်ဖို့ဘတ်စကားဘောကိုတက်လိုက်တဲ့ချိန်မှာရိုဟိန်းနဲ့သွားတွေ့ပါတယ်ဦးကောင်ဂျိုးစကေးဘာလို့မျက်နှာလွဲသွားလဲအကြီးကိုလမ်းမှာတွေ့နှုတ်ဆက်ရမယ်ဆိုတာမသိဘူးလားရိုဟန်အိမ်မီလာဝါရအတွက်ဂျိုးစကေးကတောင်းပန်လိုက်ပြီးတော့ရိုဟန်ကပရီဘောကရဲ့ပါမီးရဲ့ပါသွားတယ်လို့ပြောနေပါတယ်အဲ့ဒါကဘာဖြစ်နေလဲဒီမှာလာထိုင်တနေ့နေ့မှာဂျိုးစကေးကိုကလဲသားချိန်မယ်လို့ရိုဟန်ကတွေးနေတဲ့ချိန်မှာပဲကားကနိုင် ောင်းတစ်ခုတည်းဝင်သွားပြီးတော့ခန်းတစ်ခန်းကိုတွေးလိုက်ရပါလိုင်ကောင်းထဲမှာခန်းအင်းဆိုပြီးတော့ရိုဟန်ဂျိုးစကီကိုပြောနေတဲ့အချိန်မှာခန်းထဲမှာမိန်းမတစ်ယောက်ရှိနေပါတယ်ရိုဟန်ကြည့်နေတဲ့အချိန်မှာပဲဘဲတပွေကပေါ်လာပြီးတော့မိန်းမလက်ကြီးကိုဖျက်ပလိုက်ပါတယ်ဂျိုးစကီကိုပြောလာရင်ပဲဂျိုးစကီကရိုဟန်သူ့ကိုစားနေရလို့ပဲထင်နေရမလို့ခန်းကြီးကိုရိုဟန်တယောက်ကလွယ်ပြီးသူမှမမြင်ရပဲဖြစ်နေရပါခန်းထဲမှာရှိနေတဲ့လူကခီတာဖြစ်နိုင်တယ်လို့ရိုဟန်တွေးနေပါတယ်အဲ့လိုနဲ့ရိုဟန်ဆိုင်ကယ်သွားယူပြီးတော့လိုင်ကောင်းစီကိုပြန်လာခဲ့ပါတယ်လိုင်ကောင်းထဲမှာခန်းကြီးဟုတ်လားရိုဟန်ခမရအိမ်ကြီးလောက်ွားလို့ကျွန်တော်တို့တက်တက်လာစားနေရမလားခီတာတော့ဝင်းမခံရတဲ့ငလိန်ကောင်းများငါ့ကိုပြန်ပြောနေတယ်ထားပါလိမင်းနဲ့ငါအဆင်ပြေမှာလဲမဟုတ်ပါဘူးမင်း မလိုက်လာပဲကောင်းပါတယ်အဲ့လိုနဲ့ရိုးကလိုင်ကောင်းတဲ့ကိုတယောက်တည်းဝင်လာခဲ့ပြီးတော့တနေရာမှာဆိုင်ငယ်ရဲလိုက်ပြီးနိုင်ရန်ကိုကန်ကြီးလိုက်တဲ့အချိန်မှာတကားပွင့်သွားပြီးတော့အခန်းကတကယ်ကြီးရှိနေပါတယ်ရိုးကအခန်းထဲကိုဝင်လာတဲ့အချိန်မှာ BO တွေကနေအတန်တွေထွက်လာတာလို့ဒီအခန်းကြီးကထောင်ချောင်းစီကတိသွားပြီးတော့ဆိုင်ငယ်စီကိုပြေးပါပြီအဲ့ချိန်မှာအခန်းထဲကနေရိုးဟန်စီကိုလာနေတဲ့ခြေတန်ကြီးတွေကိုကြားလိုက်ရတာမို့လို့ရိုးဟန်ကလည်းဆိုင်ငယ်နဲ့ပြေးရပါပြီတကယ်တော့ရိုးဟန်မြင်ခဲ့တဲ့မိန်းမနဲ့ယောက်ျားတကယ်မရှိဘဲနဲ့အခန်းထဲကိုဝင်လာအောင်များခေါ်တာတဲ့ပုံရင်းအောင်နေပဲဖြစ်ပါတယ်ဒိုးဆက်ကြီးတို့ပြောပြရမလားလို့တွေးနေတဲ့အချိန်မှာနောက်ကနေလိုက်လာတဲ့ခြေပွားကြီးတွေကိုတွေးလိုက်ရပါတယ်တနာယိုကီလိုမီတာ60တောင်နဲ့မောင်းနေတော့ကလိုက်လာပြီးတော့ ော့60တဲ့ကြော်သွားတဲ့အချိန်မှာတော့ခြေပွားကြီးတွေကကြံခဲ့ပါတယ်ရိုဟန်အရှိန်ခဏလေးရှော့လိုက်ပြီးတော့ကားတစ်စီးကိုရှောင်လိုက်တဲ့အချိန်မှာခြေပွားကြီးတွေကရိုဟန်ကိုမိလာပါတယ်ခြေပွားကြီးတွေကရိုဟန်ကိုပေါ်ကတ်သွားပြီးတော့ခန္ဓာကိုယ်ကအဟာရတွေကိုဆုပ်ယူနေရပါအဲ့ချိန်မှာဂျိုစကီကရိုဟန်နောက်ကိုလိုက်လာပြီးတော့မျောနေချက်မဲ့နေတဲ့ဂလင်ကောင်လို့ခန်းစားနေရတဲ့အချိန်မှာလိုင်ကောင်းတွေကနေအရှိန်နဲ့ထွက်လာတဲ့လူမပါတဲ့ရိုဟန်ဆန်ငယ်ကြီးကိုတွေ့လိုက်ရပါတယ်ခြေပွားကြီးတွေကစူးစီးွားပြီးတော့စတန်နဲ့ကောင်ဖြစ်လာပြီးရိုဟန်ခန္ဓာကိုယ်ကအဟာရတွေကိုပေးလို့ပြောနေပါတယ်ဒီစတန်နာမည်ကဟာဝီစတာလို့ခေါ်ပြီးတော့အခန်းထဲကိုဝင်လာတဲ့လူရဲ့အနံ့ကိုရွာရတယ်မမိမချေနောက်ကနေလိုက်လာပါပါမိွာပြီးဆိုတော့လည်းလိုက်ခံရတဲ့ ူကမျောလင်းချက်မရှိတော့ပါဘူးအဲ့ချိန်မှာဂျိုစကေကြီးကလိုင်ကောင်းထဲကိုဝင်လာပြီးတော့ရိုဟန်ကိုခေါ်နေအောင်ရိုဟန်ကြားလိုက်ရပါတယ်ဂျိုစကေကရိုဟန်တွေ့ခဲ့တဲ့ခန်းကြီးကိုတွေ့သွားပြီးတော့ခန်းထဲမှာရိုဟန်ကိုပါတွေ့လိုက်ရပါတယ်ဟာဗီစတာကရိုဟန်ကိုဂျိုစကေခန်းထဲဝင်လာအောင်များခေါက်ခိုင်းနေပြီးတော့ဂျိုစကေဝင်လာရင်ရိုဟန်ကိုလှုပ်ပေးမယ်လို့ပြောနေပါတယ်ရိုဟန်ဒီခန်းကဘာကြီးလဲဒီခန်းထဲမှာဘာသူနေရလဲဂျိုစကေဝင်လာရင်မင်းကောင်တကယ်လှုပ်ပေးမှာလားလှုပ်ပေးမှာဘောကွာဂျိုစကေကိုခေါ်လိုက်တော့တကယ်ကောင်းမွန်တဲ့ကမ်းလန်းချက်လေးပဲဒါမဲ့လီးတော့မလုပ်ဘူးခီချီပဲရိုဟန်အကြံဆုံးရာသူတပားကိုညင်ရတာပါရိုဟန်ကဂျိုစကေကိုထွက်ပြေးခိုင်းနေပြီးတော့ခန်းထဲဝင်လာရင်သေပြီးလို့ပြောပြီးပြောနေမိမဲ့ဂျိုစကေကြီးက ာရိုဟန်ပြောတာကိုနားမထောင်မနဲ့ခန်းထဲကိုဝင်ချလာပါတယ်ပြေးခန်းတိုင်းပြေးစီလာအဲကောင်ပဲမလဲကျွန်တော်ကြုံးမိမယ်ရိုဟန်ဆော့ဆော့တလွဲဂျိုးစကီမင်းကငါထင်တာရဲ့စန့်ကျင်ဘက်ကိုအမြင်လှုပ်တယ်အဲကြောင့်ငါမင်းကိုမုန်းတာအဲချိန်မှာ highway star ဂျိုးစကီရဲ့အနောက်ကိုရသွားမှလို့ဂျိုးစကီကိုကတ်လိုက်ပါတယ်ရိုဟန် heaven's dawn နဲ့ဂျိုးစကီကိုတနားရဲ့80ကီလိုမီတာတုန်းနဲ့လွှဲသွားမယ်လို့ရေးလိုက်ပြီးတော့ highway star တနားရဲ့ကီလိုမီတာ60နုံနဲ့လိုက်မှာဒီကောင်ရဲ့ stand user ကိုရှာလို့ပြောလိုက်တဲ့အချိန်မှာဂျိုးစကီလည်းလွင့်လာပြီးတော့ရိုဟန်ဆိုင်ကနားကိုရသွားပါတယ်တောက်ကျိုးတဲ့ရိုဟန်ခင်ဗျာကျွန်တော်ကဲမယ်လို့မထင်တာဟုတ်ပြီလေကျွန်တော်လောက်အောင်ပါဆိုလို့ဒီကောင်ရဲ့ stand user ကိုရှာပြီးတော့ကျုံးလိုက်အောင်မလားကျွန်တော်ခင်ဗျားကိုပြန်လာကဲမယ် ိုအန်ကျွန်တော်ကိုစောင့်နေပါအဲ့လိုနဲ့ episode 28အဲ့ကဒီမှာပဲပြီးသွားပါတယ်ကြီးစုပါပဲတဲ့ကျေးဇူးပါ bro ကြီးနောက်ထပ်လာမယ့် episode မှာတော့ Joe Ski က Highway Star Stanhouse ကို live ရှာရတော့မှာပါပြီးတော့ပြောစရာရှိတာမနေ့ပြန်နေစပြီးတော့ကျွန်တော်တန်တန်တန်စတင်ပါပြီဂျားထဲမှာဂျိုဂျိုလည်းတင်ပေးပါပါဂျိုဂျိုလာမယ်ဆိုရင်လာမယ့်ချက်ကိုတန်တန်တန် video ရဲ့ comment section ထဲမှာရေးပေးထားပါမယ်ကြီးစုပါပဲတဲ့ကျေးဇူးပါ bro ကြီးမနေ့ပြန်မှာတွေ့ကြပါမယ်